မ္မအနုပညာလောကမှာထင်ရှားအောင်မြင်တဲ့သူထူးခြားတဲ့သူတွေအကြောင်းအပတ်စဉ်တင်ဆက်ပေးမယ် ESCAPE season ကနေကြိုဆိုပါရခင်ဗျာကျွန်တော်စိုးဝေနိုင်ပါမြန်မာပြည်ကနေထွက်ခွာခဲ့ပြီး American ပြည်တော်စုမှာ၈နှစ်လောက်နေထိုင်ခဲ့ရကအခုတော့ကိုငွေရဲ့မြန်မာနုပညာအလုပ်ကိုတက်ကနေစတင်ခဲ့လို့ထင်ရှားအောင်မြင်လာတဲ့ဥက္ကမင်းမောင်ကြောင်းအလုံးစိတ်ဝင်စားကြမယ်လို့မျှော်လင့်ပါတယ်ဥက္ကမင်းမောင်တယောက်သူမြော်မဲနဲ့အနုပညာပန်းတိုင်းစီအရောက်ရှောက်လန်းနေတဲ့အကြောင်းမက်မီသူဆိုးက season တင်ဆက်ထားပါတယ် အားလုံးပဲမင်္ဂလာပါကျွန်တော်အုတ်ကောင်မင်းမောင်ပါ မိဘတွေရဲ့ဆန္ဒကြောင့်အမှုပညာနယ်ပယ်တွေကထွက်ပြီးနိုင်ငံခြားမှာပညာသွားသင်ခဲ့သူပါနိုင်ငံခြားကနေပြန်ရောက်လာတော့ဝါသနာကမနေတာပဲအမှုပညာနယ်ပယ်တွေကိုပြန်လည်ခြေချခဲ့သူလည်းဖြစ်ပါတယ်အမေရိကကနေပြန်လာပြီးတဲ့ကနှုပညာလုပ်ငန်းတွေကိုခက်ဆိတ်ဆိတ်လှုပ်ဆောင်လာခဲ့တဲ့ဥက္ကာမင်းမတယောက်ဒီနေ့မှာတော့သူ့ရဲ့အောင်မြင်မှုတရဖူးတွေဘယ်လိုဆောင်းနိုင်ခဲ့လဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ အတိုင်းတက်လွန်ပါပဲကျွန်တော်အများကြီးလဲစူးစမ်းထားခဲ့ပြီးတော့စုရမယ်လို့လဲအမှန်တိုင်းပြောရင်တော့မမျော်လင့်ရဲဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုကဟိုဟာအဲ့ဒီမှာလဲအသက်အကြီးဆုံးအားလုံးထဲမှာကျွန်တော်လည်းရွယ်တူတော့ပါပေမဲ့လဲအားလုံးထဲမှာဆိုတော့အကြီးဆုံးပြီးတော့သူကိုကိုကလည်းအရက်ကလည်းအမှန်တိုင်းပြောရရင် အားလုံးနဲ့ရှင်ကျွန်တော်နည်းနည်းပူတယ်ပူတယ်ဆိုတာကျွန်တော်လက်ပူတဲ့သူ၃လရတော့ပါပဲမဲ့ကျွန်တော်အမြင့်ကြီးတွေမပါဘူးအမြင့်ကြီးတွေကျွန်တော်အမြင့်ကြီးရှိတယ်ဆိုတော့ဟိုကသူ့ရဲ့တတ်မှတ်ထားတဲ့ဆန်ဆန်ကြီးဆန်ကြီးနဲ့မှာကြိုက်ပါမလားပေါ့ဒါပေမဲ့ကျွန်တော်ကတော့စူးစမ်းထားတဲ့ဟာတွေအကုန်လုံးတော့ချပြခဲ့တာပေါ့နော်အဲ့တော့လည်းဝမ်းသာပါတယ်အားဖြင့်ဖြင့်ကျွန်တော်အားပေးတဲ့လူတွေအတွက်လည်းကြော်ရှင်မှုတွေဖန်တီးပေးခွင့်ရတဲ့အတွက်ကောကျွန်တော်မိပါအတွက်ကောနောက်ထပ် generation တွေအတွက်ကောပေါ့ဟုတ် ကမင်းမောင်တယောက် Mr. Tourism World 2016 Winner ဆုကိုစုကူးနိုင်ခဲ့တာကသူ့ရဲ့အမှုပညာဖြတ်သန်းမှုတွေတဲကတခုတာဖြစ်ပါတယ်။အမှုပညာလောကထဲကိုသူစတင်ဝင်ရောက်ခဲ့တာကတော့မော်ရယ်တရုတ်ဆောင်အနေနဲ့ပါ။အမှုပညာလောကထဲကိုကကျွန်တော်မထင်မှတ်ပဲရောက်လာတာ။တကယ်ချင်းက model လို့တော့ model တင်တဲ့သူနဲ့သူလိုက်တက်တယ်။လိုက်တက်ပြီးတော့ model တင်တဲ့တော့ဓာတ်ပုံရိုက်ရတယ်။ဓာတ်ပုံရိုက်တော့ကိုရဲမင်းလင်စီမှာဓာတ်ပုံသွားရိုက်တာ။ ဓပုံသွားရတဲ့အခါကျတော့မိတ်ကတူတူဆေးလေးဒီလား तू ကအဲ့မှာမော်ရယ်တယောက်နဲ့ဓပုံရိုက်နေတာ तू ကမိတ်ကလိန်ပြရ तू ကတားဝါသလားပါလားပေါ့ရုပ်ရှင်ရိုက်ဖို့ဆိုတော့ तू ကစပြီးတော့ဒေါ်သားတို့အဖွဲ့လိုပဲ तू မှာအဲ့လိုမော်ရယ်အဖွဲ့ရှိတယ်ကျွန်တော်ရုပ်ရှင်နေမှာဖျက်ချောက်လောက်တာအေးရသင့်ရိုက်တာမောင်လီရင်တပြူနဲ့ तू ကသင့်မဲ့ तू ဆေးရသင့်ဆက်သွဲပြီးတော့တိပြီးတော့ဆရာဦးနီလင်နဲ့ခင်ခွင့်ရတာဆရာဦးနီလင်ကတော့ဆုံးသွားပြီ အဲ့ဒီကနေမှတဆင်ပြီးတဆင်ဆင်ပြီးဆင်တယ်ကျွန်တော် second min သားဖြစ်နောက်တော့မှခေါင်းဆောင်မင်းသားအေးဝင်ဆန်းကိုချင်းကိုချင်းကနေဟိုမှာကျွန်တော်မြေအောင်မြောက်ပေးတယ်မြေအောင်မြောက်ပေးပြီးတော့ကြော်မှာကျွန်တော်ဆာရောက်ချုပ်ပြီးရိုက်တယ်ချုပ်ပြီးတော့ရိုက်ပြီးတော့ဥဝန်ထော်နေတော့ ਨੇ ရုပ်ရှင်ကကြီးရွှေမိုးသက်ရိုက်ပြီးရွှေမိုးသက်မှာလည်းအောင်မြင်မှုဟိုမှာအထိုက်လျောက်ရခဲ့တယ်အဲ့ဒီကနေလူသိလာခဲ့ပေါ့နော်နောက်တော့အမှုပညာလောကနေရက်လိုက်တယ်ပေါ့2003လောက်တုန်းကအမှုပညာလောကတဲကိုဝင်ခဲ့တဲ့ဥက္ကာမင်းမောင်တယောက် တဖြည်းဖြည်းပြိသက်လက်ခံလာခြင်းမှာပဲရုပ်တရက်ပညာရေးအတွက်နိုင်ငံရေးချထွက်သွားခဲ့ပါတယ်။အေးမိဘဆန္ဒလည်းပါတယ်။ပြီးတော့မိဘလည်းနိုင်ငံခြားမှာပညာတက်စေခြင်းနဲ့နိုင်ငံခြားပညာရေးပညာတက်ကြီးတယောက်ဖြစ်စေခြင်းနဲ့ပြီးတော့မြန်မာနိုင်ငံရဲ့အမှုပညာဆိုတာလည်းနိုင်ငံခြားမှာလို့မဟုတ်ဘူးလေ။ကိုကတော့ဟိုကိုရန်လေးလိုလိုအနေထားကိုလူမင်းတို့လိုအနေထားရောက်သွားရင်တော့တမျိုးပေါ့။ ဒါပေမဲ့အဲ့ဒါလေလူတန်း60မှာတယောက်ဖြစ်ဖို့ဆိုတာလွယ်တာမှမဟုတ်တာကျွန်တော်တို့လူငယ်ရေးဆိုတာဒီမှာနိုင်ငံအခုအောင်မြင်တယ်အုံးနဲ့ဖြစ်ပြီးသွားရင်နောက်နေ့နေပြောက်သွားတာပဲဒါကအတအမှန်တရားပဲသူဘယ်သူမှပုတ်ခတ်ပြီးပြောတာမဟုတ်အရန်နဲ့ပဲကြီးပြီးပြောက်သွားရတယ်အများကြီးပဲဆိုတော့ကျွန်တော်ဘဝအတွက်အာမခံချက်ရှိတဲ့ပညာဆိုရက်အရာတခုကိုကျွန်တော်သင်မရမယ်ဆိုရက်ခံယူချက်နဲ့ကျွန်တော်ဒီလောကနဲ့ဖြစ်နိုင်ငံရေးချထွက်ခွာခဲ့တာ၈နှစ်အကြာမှာတော့ နုပညာတော့ကျွန်တော်ကိုယ်တိုင်လည်းဝါသနာပါတယ်အသက်လည်းအရန်မကြီးခင်ပြီးတော့ကျွန်တော်လှုပ်ချင်တဲ့အနုပညာလေးကိုလည်းပြန်ပြီးတော့လှုပ်ချင်တာနဲ့ပြန်ဝင်လာတာပါပြန်ဝင်လာတော့လည်းဟိုမှာတချင်းွေဆိုလည်းကျွန်တော်လှုပ်ပြချင်တာအဟာလေးတွေပေါ့ဒီခွေမှအများကြီးထည့်ထားတယ်ပုံမှန်အဆူတော်တယောက်သွားတာထက်ဆိုင်ကျွန်တော်အဆူတော်ဆိုတာအဆူတော်မှကျွန်တော်အဲ့လောက်ကြီးတော်ရဲဆိုတော့မဟုတ်ဘူးကျွန်တော်ကြီးဝင်တယ်ဆိုတတ်တယ်ပေါ့ဒါကတော့ အကုန်လုံးကီးဝင်တချင်းဆိုဆိုကြတာပဲလေဒါပေမဲ့ကျွန်တော်သွားခြင်းတဲ့လမ်းကြောင်းကတစ်ခုကိုကျွန်တော်ဖောက်ကြည့်ခြင်းလားစူးစမ်းကြည့်ခြင်းလားပေါ့နော်ကျွန်တော်ပေါ်ဖော်မန်တယောက်ဖြစ်ခြင်းလား entertainer တချင်းနဲ့အတူတူ perform လုပ်ခြင်းလားအဲ့ဒါကြောင့်မလို့အဲ့ဒါလေးကိုငါလုပ်ကြည့်မယ်ပေါ့အောင်မြင်သည်ဖြစ်စေမအောင်မြင်သည်ဖြစ်စေဒါကျွန်တော်ဘဝရဲ့မှတ်တိုင်နေနဲ့ကျွန်တော်အခြေသက်တူတွေအတွက်လက်ဆောင်တစ်ခုအနေနဲ့ကျွန်တော်လုပ်မယ်ဆိုပြီးတော့ဒီဟာလေးကိုလုပ်ဖြစ်နေတဲ့ရုပ်ရှင်ကကန်းလန်းတော့လေရိုက်ရိုက်ဖြစ်သွားတာပေါ့ 18 album ကိုပရိသတ်တွေစီချပြဖို့စ조사ပြင်ဆင်နေတော့မှာပဲမေထုံရာဒီဘွားဆိုတဲ့ရုပ်ရှင်ကရိုက်ဖို့ကန့်လန့်ခံခဲ့ရပါတယ်ဒီရုပ်ရှင်နဲ့ပတ်သက်ပြီးဝေဖန်ခံရတာတွေများမယ်ဆိုတာတည်တည်နဲ့ဘာကြောင့်ရှိကူးခဲ့တာလဲဒါကိုရေရိုက်မယ်ဆိုရင်တော့ပြောခံမှာသိပါတယ်ဒါပေမဲ့လည်းကျွန်တော်အဲ့ဂရော့ဝဲနေမှာလည်းပြောခဲ့အဲ့လူတယောက်ရဲ့တန်ဖိုးဆိုတာလူတိုင်းမှာတူညီတဲ့တန်ဖိုးရှိတယ် အဲ့ဂေးလေးမှာလည်းသူတို့ရဲ့တံပိုးရှိတယ်သူတို့စီမှာလည်းစာနာထောက်ထားတဲ့စိတ်ကိုချင်းစာရဲစိတ်သူများရဲ့မိတော်မြတ်ပေးခြင်းတဲ့စိတ်တွေရှိတယ်ကျွန်တော်ရဲ့တငယ်ချင်းတွေမှာလည်းဂေးတွေအများကြီးပဲလက်စပီယန်တွေလည်းအများကြီးပဲကျွန်တော်ဟိုဒီနုပြလောက်ကမိတော်စမြောက်ပေးခဲ့တာဆိုပြောရရင်သူလူသေးဆိုလည်းမကက်စရာပဲကိုချင်းဆိုလည်းလက်စပီယန်တယောက်ပြီးတော့အဲ့ကျွန်တော်အရန်အဲ့မကက်စရာတွေရောအရန် support လုပ်ပေးကြတယ်အများကြီးပဲအခုဒီ organization လောက်အဲ့လိုပဲအဲ့အကောင်လုံးကတော့ရှိနေတာပဲ အကုန်လုံးကကိုယ့်ကိုဖြစ်သိခြင်းနဲ့တူတော့တွန်းအားပေးနေကြလို့လည်းအများကြီးပဲကျွန်တော်တို့တက်လုတ်ပေးရမယ်ဆိုရယ်စိတ်ကျွန်တော်မှာအများနဲ့ရှိတယ်ငါ့ကိုဒီလောက် support လုပ်နေတဲ့လူတွေအတွက်ငါပြန်နေပြီးတော့လုတ်ပေးခွင့်ရတယ်လို့ပဲကျွန်တော်ခံယူတယ်အဲအကြောင်းမို့လို့လည်းကျွန်တော်ဒီဇာတ်ကားကိုရိုက်တာတစ်ချက်ပေါ့နော်နောက်ပြီးတော့ဒါတရုပ်ဆောင်တာပဲဆိုတော့တော်ဝစိစကြတရုပ်ဆောင်တာဘဝတစ်ခုပဲဒါတရုပ်ဆောင်နိုင်ပေါ့နော်အဲ့အတွက်လည်းကျွန်တော်စိန်ခေါင်းမှုတစ်ခုအနေနဲ့ရိုက်တာပေါ့ဒါပေမဲ့ ပြီးတော့ဒီလူလူတွေရဲ့စိတ်တွေကိုပို့ပြီးတော့ကိုချင်းစာတက်သွားစေချင်တာပေါ့အဲ့လိုအဲ့ဒီဇကောက်ကြီးချင်းအဖြစ်ဒီလူတယောက်ကဂေးဖြစ်နေလူတယောက်ရဲ့ခံစားချက်တွေပြီးတော့ဂေးတယောက်ယူထားတဲ့မိမရဲ့စိတ်ခံစားချက်တွေကိုပို့ပြီးတော့နားလည်သွားစေချင်လို့အကြောင်းကတော့အများကြီးပေါ့အဲ့ဒါအကြောင်းမို့ဒီဇကောက်ရိုက်ဖြစ်တာပါပြီးတော့ကိုညိုတို့လည်းယုံအခုအနေနဲ့ပေါ့နော်နိုင်ငံခြားအပြန်ရောက်လာပြီးတော့တချင်းနေပြန်ဆိုရဲတေးဥဆောင်ကြီးလုပ်တယ်အခု မစ္စတာတူရီဇင်ဝေါ်ဆိုပြီးတော့မစ္စတာလန်းကိုလည်းရွေးချယ်ခဲ့ရပေါ့နော်အကိုအဲ့လိုရွေးချယ်ခဲ့တဲ့အပေါ်အကိုရဲ့ယုံကြည်ချက်တွေကဘာတွေလဲမသိဘူးရှင်အဲ့ပြိုင်ဖို့ကပထမကျွန်တော်ကဝါသနာလည်းပါတယ်ပြီးတော့ဒီအခွင့်အရေးဆိုလောကကြီးမှာနှခါမလာဘူးပြဒီလိုပြိုင်ခြင်းအဖြစ်ကိုလှုပ်ရှင်တဲ့ provider လုပ်ငန်းတွေလည်းကောင်းတယ်နောက်ထပ် generation တွေကိုလည်းကျွန်တော်ပြန်လဲအတွေ့အကြုံဝေမျှပေးနိုင်မယ်ဒီလိုစုရသွားခဲ့ရင်အခုကျွန်တော်ဆိုတော့အခီးတွေသွားမှအများကြီးပဲအဲ့အကြောင်းကြားတဲ့ benefit တွေလည်းအများကြီး ကိုရက်တည်ပြီးတော့မြန်မာနိုင်ငံကုံဆောင်ပြီးလှုပ်ခွင့်ရတာလည်းအများကြီးအဲ့အတွက်တော့ကျွန်တော်အခွင့်အလမ်းတွေအများကြီးတိုးပွားလာမယ့်အတွက်ကျွန်တော်ကတော့အချုံးစွာတော့မရှိဘူးပြောရလူကတော့ပြောပေမဲ့လည်းဒါသည်ဟိုနောက်ထပ်လူတွေအတွက်အခွင့်အလမ်းပွင့်သွားလို့ပဲကျွန်တော်ခံယူတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဝင်ပြိုင်ဖြစ်တော့ဥက္ကမင်းမောင်ရဲ့အနုပညာအလုပ်တွေဟာတယုတ်ဆောင် အစိုးရအလှမောင်တွေနဲ့ရက်တန့်သွားမှာလား သူကတော့ဖြစ်နိုင်ရင် စာလဲရေးပြီးပကြီးလဲဆွဲကျင်သေးတယ်လို့ငငယ်ကဝါသနာပါသမယအကုံလုံးကိုလက်တွေ့အကောင့်ထဲပေါ်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်စာရေးစရာလောက်အောင်မယ်တော့ပါတော့ကျပကြီးစရာလဲလောက်ရှင်သေးတယ်ကျွန်တော်ပကြီးစရာဝါသနာပါတယ်ငငယ်လေးတဲ့ကငငယ်လေးတဲ့ကလည်းပကြီးဆွဲပြိုင်ပွဲဝင်မှုတယ်ဝါသနာပါလို့ပြီးတော့ကျွန်တော်ရဲ့ အမတ်တရားပကြီးကားလေးတင်းချင်းတယ်လို့လည်းတင်းပါတော့ဒါတော့ကိုရေးတဲ့ကိုသမိုင်းကိုပါတဲ့ကိုအကုန်လုံးလူတိုင်းလှပါစာရေးကြတာပဲတချို့ကြတော့လဲအဲ့လိုပြောတာတော့မှတချို့ရနေရာတကာဝင်ပါတယ်ဆိုတာပြောရရှိတယ်ခါကြလေဟိုဘာဖြစ်လို့လို့အဆိုးမြင်ကြလဲနော်တခါကြအဲ့စိတ်တွေပြောင်းစေချင်တာသလားကျွန်တော်ကလေကားတော့ကိုဆရာကြီးလောက်တာလို့မဟုတ်လူတက်ကြီးလောက်တာမဟုတ်ဒါပေမဲ့ဒါတော့အကောင်းမြင်တဲ့စိတ်တွေပြောင်းစေချင်တာကျွန်တော်ဒါပေမဲ့ဆရာကြီးဆရာလုံးမယ်ကျွန်တော်ဘဝတွေ့ကြုံခဲ့အမတ်တရားလေးတွေမှတ်တိုင်လေးတွေ သိပညာဘူးစွာလေးကိုသိသလောက်လေးတော့ပြန်ပြီးတော့ share လုပ်ချင်သေးတယ်ကျွန်တော်ရှင်းလင်းခဲ့ရတယ်ဟုတ်အကုန်နည်းနည်းတော့စုံသွားတဲ့အခါကျတော့လေသိကျင်တဲ့လူလည်းသိကျင်မှာပေါ့အဲ့ဒါကြောင့် Mr. Tourism World 2016 winner ဖြစ်ခဲ့တာကြောင့်ခရီးတွေတတိကြီးထွက်ရမယ်ဥက္ကာမင်းမောင်တယောက်2019မှာအနုပညာအလုပ်တွေကိုစောက်ချလှုပ်ဆောင်သွားမယ်ဆိုတဲ့စိတ်ကူးလေးက ကျွန်တော်နှစ်နောက်သက်ကွန်မှာတော့အနုပညာလှုပ်ရှားချလုပ်မယ်ကားကြီးပြင်ရိုက်မယ်လို့စဉ်းစားထားတာဒါပေမဲ့ဒီလိုအခုတော့ခီးတွေခဏခဏထွက်มาဆိုတော့ပြက်လိုက်ပေါ်လိုက်တော့ဖြစ်တော့မယ်ထင်တာပဲအဲ့တော့အားတော့အားပေးကြပါမမေ့ကြပါနဲ့တော့ကျွန်တော်လှုပ်သွားပါမယ်အားလုံးမြတ်သွားအောင်ဟုတ်အော်ကလေးတွေအကုန်လုံးကိုစူးစမ်းကြပါအခွင့်အလမ်းတွေဆိုတာတော့ရှာသရွေ့အခွင့်အလမ်းဆိုတာရှိနေမှာပဲ ိမ်မက်ဆိုတာမက်နေသေးရအိမ်မက်တွေအနောက်လိုက်နေသေးရချိန်တန်တော့အိမ်အိတ်အိမ်မက်တွေဖမ်းဆုပ်နိုင်ပါပေါ့အဲ့အတွက်တော့လူတိုင်းမှာအိမ်မက်မက်ခွင့်ရှိတယ်ကိုမက်တလောက်ကိုအဆောင်တစ်ခုအနေနဲ့ပဲပြောမလားပြောရင်ကိုပထမတက်ဒုတိယတက်တက်ရင်ဒုတိယတက်အမြင့်ရနေမြင်ရနေထားရမယ်ဆယ်တက်တိုက်တက်ဆယ်တက်အမြင့်ရမြင်ကိုတက်တရွေတော့ကိုဘဝဒီအမြင့်အမြင့်ကိုရောက်သွားမှာပဲအဲ့အတွက်ဘယ်လိုပဲဖြစ်ဖြစ်စူးစမ်းကြပါကိုကြီးလိုလည်းပြောပါပြီးတော့ ဟိုကိုဘွားအတွက်ကောတခြားလူတွေအတွက်ပါစူးစမ်းကြပါလို့ပြောချင်ပါတယ်ဟုတ်